ညခုံးကိုတဘာဝအမွေးပုံစံအတိုင်းပုံဖော်ခြင်းနဲ့စီချိုယောဂလည်းရှိတယ်။ဗေနိပညာနဲ့ပုံဖော်လို့ရမလဲ။ပတ်သက်ပြီးတော့မှဂျီစစ်ကကျမအာတစ်စ်ချိုကနေပြီးတော့မှအသေးစိတ်ပြောပြတော့မှဖြစ်ပါရဲ့ရှင်။တဘာဝအမြင်ပုံစံဖန်တီးလို့ရတဲ့နည်းပညာတွေထဲမှာ hashtag နီးပညာနဲ့ microblading နီးပညာဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ microblading နီးပညာဆိုတာကတော့အက်အများကြီးကိုစုထားပြီးတော့ဓာပြားလေးဖြစ်အောင်ပြုတ်လုထားတဲ့ပန်လေးကိုထိပ်ပြားလေးကိုပန်ထိပ်မှာထားပြီးလက်နဲ့မြေခုံးမှုေးပုံစံပုံဖော်ရတဲ့နီးပညာပဲဖြစ်ပါတယ်။ဆေးကိုအရေပြားအောက်ထိ pigment တွေထိုးသွင်းရတဲ့နီးပညာဖြစ်ပါတယ်။ ဟင်းစတုန်ဒီပညာကတော့ဒီဆက်ကလေးကိုအသုံးပြုပြီးတော့တပင်အပ်လေးနဲ့ထိုးရတဲ့သဘာဝအတိုင်းအမှုလေးတွေကိုဆွဲပေးရတဲ့ဤပညာပဲဖြစ်ပါတယ်။ Microblading ဟာဆိုလို့ရှိရင်အရေပြားကိုပို့ပြီးတော့ထိခိုက်စေနိုင်ပြီး hand stroke ကတော့အနာကျက်မြန်စေပါတယ်။စီးကျူယောဂရှိသူတွေအတွက်ကတော့ဗန်နီးကိုရွေးချယ်တင်တယ်လဲဆိုလို့ရှိရင် အနာကျက်နှေးတဲ့ပိုးဝင်လွယ်တာနဲ့ရေပြားပြဿနာတွေဖြစ်နိုင်တာကြောင့်မို့လို့ Hestock ဆိုတဲ့နည်းပညာကိုရွေးချယ်ဖို့ပို့ပြီးတော့သင်တော်ပါတယ်ရှင်။ Hestock နည်းပညာမှာဆိုရင်အနာသေးပြီးတော့အကျက်မြန်ခြင်း microblading လို့ရေပြားကိုပိုနဲ့အောင်မထိုးတဲ့အတွက်ကြောင့်မို့လို့အနာကျက်မြန်ပါတယ်။ပိုးဝင်နိုင်ခြင်းဟာလည်း microblading ကရေပြားကိုဖြဲပြီးတော့မှထွက်လာတဲ့ ဆွဲရတဲ့နည်းပညာဖြစ်တဲ့အတွက်စီဂျိုသမားတွေမှာအန္တရာယ်ပိုများပါတယ်ရှင်။ရေရှည်တည်မြဲမှုအရောင်ဆိုလို့ရှိရင်တော့ Hairstock ကဒီ pigment တွေကိုအရေပြားအပေါ်ရံမှာသာဆွဲထားတာဖြစ်ပြီးတော့ microblading ကတော့အရေပြားအောက်ကိုပိုနှက်အောင်ထည့်ပေးတာဖြစ်တဲ့အကြောင်းပိုပြီးတော့မှလည်းကြာကြာခံပါတယ်။စီဂျိုသမားတွေကမျက်ခုံးထိုးမယ်ဆိုလို့ရှိရင်ဘာရီယိုသတိထားတင်လဲဆိုလို့ရှိရင်တော့စီဂျိုထိန်းထားပါမယ် HPA1C 7%အောက်မှာရှိမှလုတ်တင်ပါတယ်ရှင်။အနာကျက်အ တွေ့အကြုံရှိတဲ့ artist တွေနဲ့သာပြုလုပ်ပါလို့လည်းတိုက်တွန်းချင်ပါတယ်။စီချိုသမားတွေဟာမြခုံးပုံဖော်မှုတွေကျွမ်းကျင်သူ artist ကိုသာရွေးချယ်သင့်ပါတယ်ရှင်။အထူးသတိပြုရမှာကတော့ microblading ကစီးကျိုသမားတွေတဲ့အန်ဒီရဲများပြီးတော့အနာမကျက်တာ pigment တွေပြက်တာ အမာရွက်ဖြစ်တာတွေကိုဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့စီးကျိုသမားတွေအနေနဲ့ကတော့တေချာပေါက်ရွေးချယ်ရမယ့်နည်းပညာဟာ hair stone နည်းပညာပဲဖြစ်ပါတယ်။ আলম উঁচিয়ে চুটি